အာတီတာရမမဟုတ်ဗျာအာတီတာပြုတ်ချင်လဲပြုတ်မပြုတ်ချင်လဲနေကျွန်တော်စိတ်ဝင်စားကျွန်တော်စိတ်ဝင်စားတာအတင်းကိုဖလားယူပေးဖို့အခုအာဆင်နယ်နဲ့ပတ်သက်ပြီးလို့ရှိရင်အမြဲတမ်းကွဲနေနေတဲ့အရာတွေရှိတယ်။ဘာတွေလဲဆိုတော့ဟိုချက်ချင်းဖြစ်ဖြစ်ခြင်းနဲ့အဖွဲအတဖွဲသဘောပေါက်တယ်မလား။ချက်ချင်းအခုဝယ်အခုလုတ်နေဖြစ်အောင်လုတ်ရအောင်လုတ်ဆိုတော့ ဒါနောက်တစ်ဖွဲ့ကကျတော့ဘာဖြစ်ဖြစ်နားလဲတယ်သူတို့အမိတလောက်နဲ့သူတို့ဘာဖြစ်ဖြစ်နားလဲတယ်မားမဖြစ်ဘူးကိုယ်ဖြစ်လဲရတယ်တတိဖြစ်လဲရတယ်ဘာဖြစ်ဖြစ်ရတယ်အဲအဲ့လိုဖွဲ့တစ်ဖွဲ့ရှိတယ်မျှကျင်နဲ့သွားကြည့်ပြီးဂျားနေပြီးတော့မျှကျင်နဲ့ခင်ဗျားကြည့်မယ်ဆိုလို့ရှိရင်လဲအာတီတာအခုအာဆင်နယ်ကိုကင်ထားတဲ့ကွင်းတွင်းဆွဲဆောင်ရည်တွေနဲ့ပတ်သက်ပြီးတော့အာတီတာမကောင်းတဲ့အချက်တွေရှိလားဆိုလဲရှိတယ်ဘာလဲဆိုဖလားမယူပေးနိုင်သေးတာအကြီးဆုံးပြဿနာဖလားယူဖို့အတွက်ကို ready မဖြစ်သေးတာ အဲ့ဒီတော့ဖလားမရတော့အများရန်ပြောတယ်ကျွန်တော်တက်ဒီချန်ပီယံလိ top 5မှာပြီးသွားပြီချန်ပီယံလိမဝင်တဲ့နှစ်တည်းရနေပြီးတော့ကန်စားမိတဲ့အရာနောက်ဆုံးနှစ်ပွဲရှုံးလို့ချန်ပီယံလိမဝင်ဘူးဗျာညူကာဆင်နဲ့စပါအိုအဲ့တော့အားလုံးဟာအိုင်ဝါဒီယာမကျွန်တော်ပြောတာအရှင်းလေးမထိုက်တန်သေးဘူးအာဆင်နယ်အနေနဲ့မတန်လို့ဗျာအဲ့တာဗာရက်စ်တို့တိုမီယာဆုတို့အဲ့ဒီနှစ်ကတိုမီယာဆုတော့မဆိုးပါဘူးတာဗာရက်စ်တို့အဲ့လူးဝစ်ဟိုကောင်ဘယ်သူလဲဒေးဗစ်တို့ဒီလူတွေနဲ့ဆော့တာမတန်လို့ဗျာမတန်လို့ သိလားကျွန်တော်တို့အနေနဲ့ချန်ပီယံလစ်ကိုဝင်ကံမှုမတန်လို့အဲ့ဒီနှစ်ကမဝင်ရတာအဲ့လိုမျိုးပဲမင်္ဂလာပါကိုမင်းသူမင်္ဂလာပါမင်္ဂလာပါကိုကျော်ကြီးကိုရွှေနာမင်္ဂလာပါမင်္ဂလာပါအဲ့လိုမျိုးပဲအခုလည်းချန်ပီယံဖြစ်ဖို့အတွက်ဉာဏ်မဖြစ်သေးဘူးလားမဖြစ်သေးဘူးလားမဖြစ်သေးဘူးကျွန်တော်ထင်တာမတန်သေးဘူးနီးပြရောကစားသမားတွေနဲ့ရောမတန်သေးလို့မရကျွန်တော်တခုတခုတခုဖြတ်ပြောလိုက်ပဲဗျာဘာလဲဆိုတော့အခုကိုရွှေနာရင်တို့ ဟိုလာကိုယ်ဝင်ကြီးတိုးကောက်တယ်မန်ယူကိုယ်ဝင်ကြီးတိုးကောက်ကိုဖြုံးဝဲနိုင်တော့ reset တစ်ခုကိုမြင်နေရတယ်ဖလားရတာမရတာတကက်ကိုဖြုံးနိုင်တော့အခုနမတ်နမတ်နှစ်မှာဗျာစီတူကိုကိုကျွန်တော်ပြောတာကိုကျွန်တော်နားလဲကိုကျွန်ဝင်ပြောတယ်ဗျာအာဆင်နယ်နမတ်နှစ်ကိုရောက်နေတယ်တိုက်တဲ့ challenge ကို၃နှစ်ဆက်တိုက်လုပ်နေတယ်အဲ့တော့အာဆင်နယ်ဒါပါပါလဲပြရှိတယ်အခုရောက်နေပြီဗျာဒီပြရှိတယ်အဲ့မဲ့လွဲနေတဲ့အရာတခုကလူတွေ mindset ကလွဲနေတဲ့အရာတခုကအာဆင်နယ်နဲ့မန်ယူနဲ့မှာကျွန်တော်ပြောပြမယ်အခု အခုကိုမင်းသူကိုမင်းသူကြည်ဖြစ်ကိုဂျိုဝီဖြစ်ဖြစ်ခင်ဗျားကြည်လိုက်ပြပြီးခဲ့တဲ့9နှစ်ရဲ့ next spending united နဲ့ arsenal next spending ကိုခင်ဗျားကြည်လိုက်ကြည်ကြည် check ကြည်လိုက်ဗျအဲ့ဖုန်းမှာ check လို့လို့ check ကြည်လိုက်အဲ့မှာ result တခုထွက်လာမယ်ဒါဆိုသူတို့လည်း spending လုပ်နေတာပဲဘာပြဿနာဖြစ်နေတာကျွန်တော်ရေယူတာတွေဒါတွေကနောက်တယ်ပြောမှာပဲမင်းတို့ queen စုပ်နေတယ်ငါတို့ queen စုပ်နေတယ်အဲ့မင်းတို့ champion လေးရဘူးလားဒါတွေကတက်တက်ပြောတာတက်တက်ဆိုလိုတဲ့သဘောက queen ထဲမှာလူဝယ်ပေးတယ် နီးပြတွေလည်းပြောင်းတယ်မအောင်မြင်တဲ့အဖြစ်ကိုရှာမဲဟာကိုတလွဲစပင်ကောင်းနေဖြစ်ဖြစ်နေတာကိုကျွန်တော်မကြိုက်တာဗျာသိလားဟယ်လိုကြားလားကိုကြားတယ်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 ကိုကြားတယ်ကြားတယ်ကျွန်တော်ဆိုလိုတာကကွင်းပြင်ပြဿနာကွင်းပြင်ပြဿနာကွင်းနဲ့ပြဿနာကွင်းနဲ့ပြဿနာသိလားအဲ့ဘောကွန်မြူနတီပြောတာကအသိအအောင်မြင်မှုအတွက်ကိုလောက်ကမှာတခြားဥစ္စာဒီလက်မှတ်တိုးကောက်မှာမဟုတ်ဘူး အသင်းအောင်မြင်မှုအတွက်ကိုမင်းတို့လောက်အောင်မှာတခြားအရာတွေလောက်အောင်မှာမင်းတို့အသင်းမှာဘယ်ဘယ်ကစားသမားဘယ်လိုလိုအပ်လဲမင်းတို့ကြည့်ရမယ်အသင်းမှာအားကစားဒါရိုက်တာမင်းတို့လိုအပ်လားမင်းတို့ခန့်ရမယ်အသင်းရဲ့နောက် scouting assistant တွေကိုမင်းတို့ဥစားလောက်အဲ့အရာတွေလောက်အောင်မှာအစားအခုကိုဝင်ကြီးပြောင်းအောင်ဟုတ်တယ်ကျွန်တော်ကတော့ကျွန်တော်ကျွန်တော်အဲ့ဒါကြောင့်ပြောကွင်းဝင်ကြီးတိုးကောက်တယ်ဆိုတော့အခုနတန်းနဲ့ချီတဲ့ပတ်စံတွေရပြီကောင်းပြီမန်ယူနိုက်တက်လည်းကွင်းဝင်ကြီးတိုးကောက်တယ်ကွင်းပြင်မဲ့ပါမယ်ဒါပေမဲ့နားလဲရမယ့်တစ်ချက်ကဘာလဲဆိုတော့ဟိုတစ်ချက်ကယူနိုက်တက်ကောက်တယ်ပုံမလုံးနဲ့ အဲ့ဒါကောက်ထဲကိုလည်းမလိုရသလိုနောက်ပြီးတော့ကြဲ့နေဗျာတိလာခမရအခုဖနက်ကပြတ်သွားတာခမရတန်းပြီးတော့တိလာဒေါက်တာမာတင်စီးကျင်လို့မရဘူးစင်ကြယ်ခဏစီဒီသဘောပဲစင်ကြယ်စီစင်ကြယ်ပြီးွားမှဩဂရိပါစီမင်းတချင်းချင်းစီတန်းပြီးဒေါက်တာမာတင်စီးမယ်ဆိုပြီးစောက်ဘောင်းမိပါလဲရမယ်ပစိုးနဲ့မရဘူးဇလန်းနေရှုပ်ကုန်မယ်အဲ့တော့အခုသူတို့ဖြစ်နေပြဿနာသည် United သည် United အဆင်မပြေဘူးကစားသမားတွေညံ့နေတယ်မှန်တယ် ဒါမဲ့မြင်တဲ့အမြင်တွေအမှန်ကလေးစားရဲ့စောက်ကြွေးတွေဒါမင်းတို့စောက်လို့မဟုတ်ကျွန်တော်စောက်လို့လည်းမဟုတ်ကျွန်တော်ပြောပြမယ်ကျွန်တော်ကျွန်တော်ပြောပြမယ်တိလာအကျွေးတလောက်များပြီးရော်နယ်ဒိုလို့ကျွန်တော်မက်ဆီကိုအခုကျွန်တော်မက်ဆီဖန်ဗျာကျွန်တော်အသင်းမှာမက်ဆီကိုဝယ်ပေးထားတဲ့လူကျွန်တော်ဆဲမှာမဟုတ်မက်ဆီကိုဝယ်ပေးကြည့်ဖရန်ကိုဝယ်ပေးထားတဲ့လူဆဲမှာမဟုတ်ပေါ့ကဘာကိုဝယ်ပေးထားတဲ့လူဆဲမှာမဟုတ်သဘောပေါက်လား တည်ရတတ်တလုံးမှာ2000နဲ့ပြောစရာလူဆိုလို့အောက်အဆောက်လုံးမရှိဘူးအားရင်စမ်းချက်အိုစီစမ်းချက်အိုစီစမ်းချက်အိုစီဟိုကောင်းနေဘောလုံးလောကနားဝိုင်းကျွန်တော်တို့ပြောစရာဒါပဲရှိတယ်ဗောဒါပဲရှိတယ်ဥပမာရင်စမ်းချက်အိုစီအမှားလည်းတက်တယ်ကိုပြောနေကိုကြိုပြီး sorry နော်ကျွန်တော်က comment မှာပြောကျွန်တော်လည်းအခုမှအားတော့ကြားတယ်စာပါမစတားတဲ့အချိန်မှာကျွန်တော်ဝင် join ပြီးတော့ဒီတိုင်းပြောတာဗာ comment အားတော့ comment ကိုရင်ခုန်မဲ့လူတွေမဟုတ်ပြောပြနေတာပြောပါစီ ကောမန့်ရင်ခွန်ဒီလိုမျိုးဘောလုံးပြောလို့မရအောင်။ညအခုမှအတန်းနေပြီးတော့အားကြောင့်အတန်းပြီးတော့လေးကမလား။အားစားမဲ့အချိန်မှာဒီတိုင်းဗျာညီကိုစကားပြောလို့ဝင် join လိုက်တာအဲ့လိုပဲ။အချိန်ကအားကြောင့်မလို့ Sorry sorry ။အားဖြင့်ဒီစဘာမှ sorry လည်းပြောရမှာလို့ရတယ်။အဲ့တော့ဒီလိုမျိုး လူတွေကကစားသမားကိုဝယ်ပေးတယ်ဆိုအခုမန်ချက်စတာယူနိုက်တက်တိုးကောက်ခြင်းမကောက်ခြင်းအသင်းက15ရောက်သွားတဲ့ပြဿနာရဲ့အဖြေကတိလာဟိုအသင်းပိုင်ရှေ့ကလူမဝယ်ပေးလို့လာဝယ်ပေးတယ်သူလိုချင်တဲ့လူမရ သူလိုချင်တဲ့လူမရဘူးသူငါလိုအဲ့တော်ကီအပုတ်တွေပြောတယ်လူတိုင်းကသူလိုချင်တဲ့လူမရဘူးငါလိုချင်တဲ့လူမရဘူးကျွန်တော်အခုအာဆင်နယ်ရောမန်ယူကိုပြောမယ်အာဆင်နယ်အာတီတာဒီချန်ပီယံနဲ့ထိုက်တန်မှုရှိရင်ရသွားလိမ့်မယ်မတိုက်တန်သေးရင်မရဘူးခမရဘိုးပြောင်းကျွန်းစားဂျိုးမဲထုတ်ထုတ်ခမရမထိုက်တန်လို့မရတာဗျာသိလား38ပွဲလုံးကစားတာဒိုင်ညစ်တယ်မှန်တယ်ဟိုလူကျိုးတယ်မှန်တယ်အားလုံးကျွန်တော်လက်ခံတယ်လိဂ်အတွက်ကိုဒီပရီးမီယာလိရှင်ပြိုင်တဲ့လိဂ်ကပ်အတွက်ကိုကျွန်တော်လက်ခံပေးတယ် ဒါမဲ့ကျွန်တော်လုံးဝ app ကကတ်နဲ့ကားလင်းကတ်နဲ့ champion league နဲ့မှာလက်မခံပေးဘူး။ဘာဖြစ်လို့လဲဆိုတော့လက်မခံဟုတ်။ဘာလို့လက်မခံလဲဆိုတော့ sporting lisbon ဆုံးစရာစောက်ကြောင်းမရှိဘူးအဲ့နှစ်ကမရှိဘူး။ဟုတ်လား။ sporting lisbon ဆုံးစရာမရှိဘူး olympiacos ကိုဆုံးစရာအကြောင်းမရှိဘူး valeria တကိုးထိုင်တက်ပြီးမတက်တာမထဲနိုင်တာဒါအားနေချက်တွေ။အဲ့ဒီဟာတွေပြင်ရမယ်။ဘာလဲဆိုသူ့မှာ artita ကဘလိန်းတာမဟုတ်ဘူး။ပွင့်လင်းပြောသူ့မှာအဲ့ဒီ experience လိုသေးတယ်။ဘာလို့အဲ့ဒီ experience မရှိတာလဲဆိုတော့ကျွန်တော်အမြင်ပြကျွန်တော်လည်းစဉ်းစားရတယ်သိရမလားအဓိက Arsenal အောင်မြင်စေချင်တာ အာဒီတာချစ်တဲ့လူရဲ့ main point ကဘာလဲအာဆင်နယ်သူ့ရဲ့ပန်းတိုင်ကအာဆင်နယ်အောင်မြင်စေချင်တာအာဒီတာကိုမချစ်တဲ့လူရဲ့ main point ကလည်းအာဆင်နယ်ကိုအောင်မြင်စေချင်တာဒါ main main target ဗျာ main ပန်းတိုင် main ပန်းတိုင်ကဘာလဲအာဆင်နယ်အသင်းဒီ fly ရမယ်ကျန်တဲ့စကိုးတင်း fan ရှင်းတယ်ဗျာအာဆင်နယ်ဘလားမရစေချင်ဘူးဒါလည်းလက်ခံရမယ်ကျွန်တော်တို့လည်းဘယ်စကိုးတင်းကိုမှမရစေချင်ဘူးအဲ့တော့အာဆင်နယ်ဖလားရခြင်းမရခြင်းတို့အာဒီတာလိုနေတာအာဒီတာဖလားရတာလေဘာလဲဆိုအဖေကတ်ရတာရောရောချင်းမှရတာလေအဲ့ ား community ရှိတော့ထက်မတော့ဗျာနှလုံးနှစ်ပြန်နှစ်ပြားရတယ်ကဲဒါ FA ကဘာလို့ရတာလဲအဲ့ဒီ loose squad နဲ့တော့ तू ဘာလို့ရတာလဲဆို individual scale လို့တယ် individually scale လို့တယ်အဲ့ဒီ individual scale Chelsea နဲ့ final ball ကိုကြည့်ရင်သိရတယ် individual နဲ့ဥပမာရန်ကိုသွင်းသွားတာဥပမာရန်ကိုသွင်းသွားဟုတ်တယ်နော်အဲ့တော့ဥပမာရဲ့ပေါင်းနဲ့တိုက်စစ်မှုမျိုးဥပမာရဲ့မရှိတယ်မလာတော့ဘူးစီကန်းနားမလဲလို့ခင်ရတာပါဥပမာရဲ့မမဟုတ်ဘူးဗျာကျွန်တော်ဆိုလိုတာ world class player တယောက်ရဲ့ impact နဲ့ aura ဒါပဲဥပမာရန်ဒီကျွန်တော်တို့ရဲ့နောက်ဆုံးရထားတဲ့ဖလားကိုဥပမာရန်ယူပေးထားတယ်เนาะအဲ့တော့အဲ့ဒီဥပမာရန်လိုမျိုးဥပမာရန် wall class သူဘယ်မှာပဲတော်တော်သူအချင်းကြောင်းတာဗျာသူဘက်သူတိုင်ပတ်လို့တာသူဘာစီသွားတဲ့ဂိုးတွေတွင်းတယ်ပြီးတော့ Chelsea ကပြန်ဝယ်တယ်သိတယ်မမစီသွားတဲ့ဂိုးတွေတွင်းတယ်ထားပါဒါသူသူပေါ်ထားသူကောင်းတယ်အဲ့တော့အဲ့တော့ဥပမာရန်လိုမျိုး player ကိုကျွန်တော်တို့မှာမရှိဘူးအာတီတာက အာတီတာရမမဟုတ်ဗျာအာတီတာပြုတ်ချင်လဲပြုတ်မပြုတ်ချင်လဲနေကျွန်တော်စိတ်ဝင်စားကျွန်တော်စိတ်ဝင်စားတာအတင်းကိုဖလားယူပေးဖို့ပဲအတင်းပလိသက်တည်းကဖလားအခုကဒီစကားပြောလို့ရပြီဘာလို့လဲအခုဒီအာဒီမှာကျွန်တော်တခုဖြတ်မေးလိုက်အောင်မယ်ဒီအာဒီမှာအခုနောက်တစ်ဆင့်อ่ะဗျာအက်တလက်တီကိုဖြစ်ဖြစ်ရီယယ်ဖြစ်ဖြစ်ကျွန်တော်တို့မလွယ်ဘူးပေါ့နော်ကွာတာကလည်းကျွန်တော်တို့7-1ဆိုတာတကယ်မထင်မှတ်ထားရလက်ဆိုတော့နောက်တစ်ဆင့်မှာတခုခုပြုတ်သွားရင် ဘလို့ real နဲ့ atletico ဖြစ်နေလို့ဆိုရင်ဖြစ်တွေးပြီးလို့ရလာမှာပြောကြတာရှင်းရှင်းလေးခမချန်ပီယံလိယူချင် real မတို့ atletico မတို့နောက်တစ်ဆင့်မတို့တိလာချန်ပီယံလိမှာ real madrid ရယ် bayern munich ရယ် barcelona ရယ်တိလာ atletico madrid ရယ် manchester united ရယ်ဒါထက်ပြောရတာအခုသူတို့မပါပေမဲ့လေသူတို့ respect ပေးတယ် liverpool ရယ် man city ရယ် chelsea ရယ်အဲ့ဒီအသင်းတွေတည်းရပဲရမှာ maybe jubin tat inter milan ac milan ဒါတော့ ac ac မထက်မပြောလဲရတယ်ဗျအခုနေသားမှာဒါပွင့်ပွင့်လင်းလင်းပြောပြတာအဲ့ဒီအသင်းတွေတည်းကပဲရမှာခင်ဗျဖောက်ပြီးရပါတာပေါ်တိုနောက်ပိုင်းမှာဘယ်ကောင်ရှိလဲအရန်ကောင်းပါတယ်ဆိုတော့လီဗာကူဆင်တက်လာတယ်ဗျာလီဗာကူဆင်ကောင်းတဲ့နှစ်ကမှတကယ်ကောင်းတဲ့လီဗာကူဆင်ကြီးအခုကျွန်တော်တို့မြင်ကြည့်နေရတာဘာဘာဘာလီဗာကူဆင်မို့လို့လဲအလွန်ဆိုဘာမို့လို့လဲအဲ့ဒီတော့ကလီဗာကူဆင်ကလူစီယိုတို့ဇီရောဘတ်တိုတို့မိုက်ကယ်ဘောလတ်တို့နူဗီလီတို့ သိတယ်မလားရှန်နိုက်တာတို့အဲ့ဒါလေဗာကူဆင်အစ်စ်အဲ့မှာဇီဒန်ရဲ့ချန်ပီယံလိဘတ်စ်ကိုသွင်းပြီးယူသွားတယ်အဲ့ဒါလေပလင်းလဲလေဗာကူဆင်တားတယ်ပြောပြောပြချင်တာခမရမရဘူးတော်ယုံလောက်နဲ့မရအဲ့လေဗာကူဆင်ကမန်ယူဖြုတ်ခဲ့တယ်လေဗာပူးဖြုတ်ခဲ့တယ်သိတယ်မလားအစ်စ်တိုင်းအစ်စ်တိုင်းမှာဖြုတ်ပြီးတက်သွားတာဖိုင်တယ်ဟိုဘက်ကရီယယ်မက်ဒရစ်တက်လာတဲ့ဒုံးဆိုပြီးတော့ရီယယ်တကူသွင်းတဲ့လေဗာကူဆင်1-1ရီယယ်2-1ပွဲပြီးသွားတယ်တဘောကခမရဘာမို့လို့လဲအဲ့ တဲ့ပေါ်တိုကောင်းနေဆိုတာပေါ်တိုရဲ့ပြိုင်ဘက်ကလည်းမူနာကိုဖြစ်နေလို့ချက်ကလူးချက်ကလူးချင်းတော့တွေ့လို့သိလားဖိုင်နယ်ထိသွားတဲ့လမ်းကြောင်းမှာပေါ်တိုက final မှာမူနာကိုနဲ့တွေ့လို့ပေါ်တိုရီယန်နဲ့တွေ့ကြည့်ပါလားဘာစီနဲ့တွေ့ကြည့်ပါလားဥပမာပြောပြတာမော်ယိုရယ်စပက်ဗျာ Titan နဲ့ရသွားတယ်အဲ့ဒီနှစ်မှာအဲ့တော့ Arsenal ဖလားလူချင်းရင်ရီယန်မို့လို့နှစ်တိုင်းဖြစ်နေမှာပဲဗျာသိလား Henry တို့နဲ့ကြော်ခဲ့တဲ့နှစ်တိုင်းရှိနေမှာပဲ Real နှစ်တိုင်းရှိနေမှာ PA squad ကို ဘတော့မှငါတို့ကကျွန်တော်တို့က real လို့ square ဖြစ်ပြီ real ကျွန်တော်တို့လို့ square ဆိုအိမ်မက်မမတ်နဲ့အဲ့ဒီအိမ်မက်ကဘတော့မှမဖြစ်ဘူး henry တို့ dennis barkan တို့ help တို့ pires တို့ leon bet တို့ square ကဒီဒိန်းတို့ backhand တို့ figo တို့ doyi တို့ ramos တို့ raul တို့အဲ့ဒီ square နဲ့ကန်ရတာအဲ့လိုအခုလိုမျိုးပဲငုံနေတော့မယ်အခုကန်တဲ့ square side ပဲအေးဒါပေမဲ့ဘာကွာလဲဆိုတော့ကွာချချက်ကဘာလဲဆိုတော့ world class player ဆိုတာရှိတယ် world class player world class forward ရှိတယ် သိတယ်မလားအခုလိုမျိုးနောက်တန်းကွင်းလဲတိုက်စစ်မှာအဲ့လိုနေရာစုံမှာကျွန်တော်တို့အနေနဲ့သူတို့ threat ပေးနိုင်တယ်သူတို့ဒုက္ခပေးနိုင်တယ်လို့သူတို့ရှင်ကစားနိုင်တယ်တယောက်ထဲနဲ့လဲကနဘာရိုတို့ရာဟူဘရာဘိုတို့ရာမိုစ်တို့သိတယ်မလားမီဂျီယာတို့ဆယ်ကာဒိုတို့ကာလော့စ်တို့ရောဘတ်တို့ကာလော့စ်တို့အားလုံးဖောက်ထွက်သွားနိုင်တဲ့တိုက်စစ်မှုကျွန်တော်တို့မှာရှိတယ်အခုရှိမလားဘယ်လိုလုပ်ရှိမလဲမရှိဘူးကျွန်တော်တို့အရင်ဟိုကြောက်ရိုင်းတွေကိုအရန်အားကိုးရဗျာနီဝါနယ်ရီဆိုတာခလေးလေးဗျာဆက်ရှင်နဲ့မပြည့်သေးဟုတ်တယ် ဲ့ကလေးကိုဇွတ်ကြီးကျွန်တော်တို့ကဒိုအီး feeling မျိုးမက်ဆီ feeling မျိုးဒိုလေး feeling မျိုးခံစားပြီးတွားနေရတယ်ဆိုတော့ဒါကဟုံးနာပြောတဲ့တကားလေးဆက်တာအတင်းကလာစာတိုးတော့ပြောရင်လေလက်မှတ်ဖို့ပြောရင်လေမကောင်းဖြစ်မယ်ဗျာကိုလည်းခံစားမိမှာပဲကျွန်တော်တို့ရသွားတယ်ခုနကကိုဆိုပေမဲ့နည်းနည်းကွာဂျက်ပေါ်ထပေါက်တာသိလားမဟုတ်ဘူးမန်တလက်အဲ့တော့တိုင်းဖြစ်တာဗျာသိရမလားကျွန်တော်ပြောပြမယ်ဗျာပရီးမီးယားလိလို level မှာကစားတဲ့ player တွေအားလုံးက ဟိုးအောက်ဆုံးအတင်းအခုကျွန်တော်တို့ Southampton မှာပဲဆော့ဆော့ဒါ Premier League level Premier League ကိုလာကစားပြီးအဲ့အတင်းကလူဝဲပြီးသူ့မှာလူငယ်တွေနဲ့အောက်ကယုံလာတဲ့လူတွေထက်ဗျာလူတယောက်ကိုသူဝဲပြီးဆိုတဲ့ဟိုဟာဒီ Premier League ရဲ့ quality ရှိလို့သူတို့နေနေတန်းဆိုတဲ့ million ချီတဲ့ Sterling ပေါအောင်သုံးဖို့အတွက်တင်းတော်လို့စဉ်းစားပြီးတော့ဝဲတာဒီ player တွေဒီဘာကွာသွားလဲဆိုတော့ scale တွေဘောလုံးရဲ့အခြေခံတွေ basis တွေအားလုံးက professional player တွေအားလုံးကတူတူပဲ ခင်ဗျအရက်6ပေချင်းအတူတူပဲဆိုတော့2ယောက်ကိုမတည့်ရက်ခိုင်းလိုက်အရက်6ပေချင်းအတူတူပဲ forward shot မယ် long strike က type တယ်သိတယ်မလား long strike က type တယ်ခေါင်းတိုက်တဲ့အားလည်းအတူတူပဲကန်နဲ့ kick power လည်းခင်ဗျ training တို့ gym တို့မှာခင်ဗျစက်တင်နဲ့တိုင်းအတူတူပဲဘာကွာသွားရလဲဒီလူတွေနဲ့ဒီ queen နဲ့ကိုရောက်သွားရင်ဒီ ability อ่ะဒီ queen နဲ့အရှိမရောက်ဝိုင်းရတဲ့ penalty ပဲကန်ခိုင်းတာအဲ့မှာ penalty ကန်ရင် goal တဲ့လူနဲ့တတောင်တတကန်နိုင်တဲ့လူနဲ့အဲ့ဒါ world class ကိုနောက်တစ်ဆင့်ချိုးသွားတာပဲကျွန်တော်တို့မြန်မာပြည်မှာပဲဖြစ်ဖြစ်အတန်းထဲမှာပဲဖြစ်ဖြစ် ဟိုဘောလုံးအရန်ကောင်းတဲ့ player တွေကိုတွေ့ဘူးတယ်အဲတွေ့ဘူးမယ် pro တို့လည်းတွေ့ဘူးမယ်ဒီ player တွေလည်းကောင်းတာပဲဒီအတိုင်းပဲလိန်တာခောက်တာပဲဒါပေမဲ့ဘာကွာသွားတာလဲဘာစကားပြောဆို experience arsenal လည်းဒါပဲ arsenal အနေနဲ့ psv နဲ့နေမှာတော့ဟာလို့ပေါ်ပါလန်းဆန်းနေတဲ့ပုံစံမျိုး ေးရမလားကျွန်တော်တို့ပွဲတိုင်းမရဘူးကျွန်တော်တို့အိတ်တန်ဖို့မရသေးဘူးအာတီတာစကင်ပြီးတော့ first revolution ဒီ Jesus နဲ့ဇီချန်ကို first နဲ့မှာဆိုရင်တပိုင်းမဲ့အမြန်ဆော့လို့ရတယ်တတိထားမိလား first ဆက်မှာပဲဟုတ်တယ်ဘူးတွင်းပြီးဒုတိယပိုင်းမှာကျွန်တော်အဲ့ရဒီကအဲ့ဘိုင်းရဝရရသည်ဒီပွဲတိုင်းပထမပိုင်းမှာကိုးသွင်းတာကျွန်တော်ပထမပိုင်းမှာကိုးသွင်းတယ် တည်တယ်မလားပထမပိုင်းမှာ goal တွေဖိသွင်းတယ်ဖိသွင်းတယ်ပြီးရင်ကျွန်တော်တို့ဒုတိယပိုင်းမှာကြာလို့ရှိရင်ဒီရဲ့ဟို tempo မရသေးဘူးမနစ်က tempo နှစ်ခုလုံးရတယ်ဒါပေမဲ့ကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတော့ tight circle threat တွေကအဲ့လောက်ကြီးမထိရောက်ဘူးလူတွေခမန်းရပြုတ်ရလွဲတယ်စကာမာတင်နယ်လီကိုပထမနှစ်ကမထိန်းနိုင်ဘူးတည်တယ်မလားအဲ့လိုလိုမျိုးပဲဒါတွေကတော့တီးခံရမှာပဲအဲ့တော့ကျွန်တော်ဆိုလိုချင်တာကဗျာခမောက်ကျွန်တော်လွယ်လွယ်လေးပဲပြောလိုက်မယ်ဗျာ2.0လောက်ရှိတဲ့ကားနဲ့ပြိုင်ကားဖိလေမခံစားနဲ့ဗျာကျွန်တော်တို့အင်ဂျင်လဲမှရမယ် ကျွန်တော်တို့က2.0လောက်ပဲရှိတယ်ကျွန်တော်လည်းဒီလား maybe maybe ဟိုတခါတလေကြလို့ရှိရင်နာမည်ကျော်တဲ့လေးဘိန်းနဲ့မန္တလေးသွားတာလို့စိုက်ကားနေမိဂျပန်သွားတာဥပမာပြောတာနော်လမ်းလျှောက်ပြီးဟိုသွားတာတို့အဲ့လိုမျိုး world green world record တွေဗျာဒီလားထိုင်ထအကျိန်2000လောက်လိုက်တာတို့အဲ့ဒါတွေက green record တွေအဲ super မသိဘူးကျွန်တော်ကတော့ကျွန်တော်ကဒီကဒီစိတ်လျှော့တာပြီးဟိုနေ့ကကျွန်တော် DM မှာလည်းပြောကျွန်တော်ကအဲ့လိုစိတ်လျှော့တာပြီးဆိုတာဗျာကို့အသင်ပွဲကိုတပွဲချင်းတော့အားပေးရမယ်ဒါပေမဲ့အဲ့လိုမျိုး မနစ်ကဆိုကျွန်တော်နည်းနည်းဗျာသိမလားဘိုင်းရန်ဘာညာအဲ့လိုမျိုးနည်းရှိရဗျာဒီနှစ်မှာကျွန်တော်တကယ်အဲ့လိုမျိုးနောက်ဆင့်ဆိုလဲโอเคတပွဲချင်းတော့အားပေးသွားမှာဗျာဒါပေမဲ့ယုံကြည်မှုရှိလားဆိုမရှိဘူးအဆုံးကိုတွတ်ထားပြီးကျွန်တော်အဲ့ပရီးမီးယားလိမှာလီဗာပူးကိုအဲ့လိုမျိုးအခုဆိုရင်ကျွန်တော်လေးဒါပွင့်လင်းပြောတာကိုဂျိုကြီးလည်းရှိလို့ရှိလို့ပြောပါဗျာလီဗာပူးအနေနဲ့အာဆင်နယ်ကိုတိုက်တဲ့ချန်လန့်လုံနေရလို့သတ်မှတ်လို့မရတော့ဒါ73မှတ်ဆိုတာဘရိုတိုက်တဲ့ချန်လန့်မဟုတ်တော့ဘူးဒီလားကျွန်တော်ပြောတာလေ စောင်းများတယ်ကွာဒီကတကောင်နဲ့ပြေးနေကျွန်တော်အဲ့လိုပဲသုံးသုံးရတော့မှာပဲโอเคအစင်တင်တဲ့နှစ်ကတော့တစ်ပြီးနှစ်လာအမှန်ပဲလီဗာပူးအနေနဲ့ဟာငါတို့ဒီကဒီမှာဒက်ဖော့ဆန်ဖြစ်သွားတယ်ဗျာဒက်ဖော့ဆန်မရဘူးဗျာအဲ့အဲ့တော့အဲ့ဒါကြီးကရဲများတယ်ကျွန်တော်အခုပြောချင်တာကဘာလဲဆိုတော့ expected အရင်မလုံးနဲ့မောရတယ်ဘာလို့ဖို့လဲ expected အရင်လုံးပြီးတော့ဒါကစိတ်ကိုအကောင်ဆုံးခင်ဗျားအနေနဲ့အာဆင်နယ်ရွေးပြီးဝင်ခင်ဗျားကိုယ့်ကိုလိန်လို့မရဘူးဘယ်တော့မှပြောင်းလို့မရတော့ဟုတ်တယ် စနယ်အားပေးတယ်ငါဒီအာဆင်နယ်ဖန်ဆိုပြီးတော့ခင်ဗျခန်းစားပြီးဘောလုံးပွဲတွေကြည့်ပြီးတော့အရသာတွေခံပြီးသွားရင်ဘယ်တော့မှပြန်ပြောင်းလို့မရတော့ခင်ဗျားဒီအရေးကခင်ဗျားတို့တောက်လျှောက်ပြီးပြီး forever live မှာပဲအဲ့တော့တချို့လူတွေတော့အန်အောတယ်ဘလို့ဒီအသိန်းပြောင်းကြလဲတော့မသိဘူးဒါပေမဲ့ခင်ဗျားအနေနဲ့ကိုယ့်ကိုယ်ကိုလိန်လို့မရအောင်သိလား လိန်လို့မရတော့ကိုဦး maybe ဗျာကိုရဲ့ idol play အဲကိုအရင်ကြိုက်တဲ့ favorite player ကို like ကြည့်ရင်ကြည့်မယ်နီးပြားတွေ like ကြည့်ရင်ကြည့်မယ်ဗျာဒါမှမဟုတ်ခမရရဲ့ team ကရိုက်ပြီးွားတစိက်ကပ်ပြီးွားပြီးသွားပြီတိလာခမရခမရဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘောရင်ဘာမာပဲပြီးပြီဘာမှလာမပြောဟုတ်လားအဲ့တိုင်းပဲဘောရင်ဘာဘောရင်ဘာမာခမရခမရဘာပဲဖြစ်ဖြစ်ခမရဘမာပြီးမှမွေးတာဒါပဲမြန်မာမွေးတယ်မြန်မာဒါပဲတိလာခမရတော့ကြိုက်တဲ့အဲ့အဲ့ဒါကြီးကမလိုက်မရတော့ခမရတော့တစ်တလုံးပြောင်းပေးလို့မရတော့တိလာ အတုလုံးရင်တော့ရမှာဗျာဒီကလေးလေးอ่ะအခုဆိုလို့ရှိရင်မယ်ပြိတ်တက်တော့တခါလေးရရလေကျွန်တော်ဖះเจ้าသွားနေတယ်ပလီမာတွေ့ရနောက်တယ်တချို့ကလေးတွေပေါ့နော်ဟာဟဲ့အောင်မင်းတို့မန်ယူဘလို့ဖြစ်တာလဲဟာမဟုတ်လေကျွန်တော်မန်ယူအားမပေးတော့ဘူးလေရီယယ်မက်ဒရစ်တဲ့အေးအေးအေးရတော့အဲ့လိုအဲ့လိုပေါ့အဲ့တော့ရီယယ်မက်ဒရစ်ဟုတ်ပြန်အဓိကပြဿနာဗျာဝင်ကွင်းဝင်ကြီးတိုးကောက်ချင်းဒီဘာအဖက်ဖြစ်မလဲဆိုတော့အခုနပြောသလိုမျိုးပေါ့ကွင်းဝင်ကြီးတိုးကောက်တာပေးမယ် အခုလည်းလက်ရှိ official ပေးနေတဲ့ကွင်းဝင်ကြီး30,40လက်မှတ်တစ်စောင်55ပေါင်50ဆိုတာအများဆုံးပဲအဲ့ဒါ official သမားတွေရဲ့လက်မှတ်အဲ့ဒီလက်မှတ်ကိုအပြင်သမားတွေကအ ਨੇ ဆုံးအ ਨੇ ဆုံးဒီ100နဲ့ဝယ်ကြည့်နေတာ150နဲ့ဝယ်ကြည့်နေတာအညံ့ဆုံး200တွေကိုနည်းနည်းကောင်းတဲ့နေရာတွေကို1000နဲ့ဝယ်ကြည့်တယ်ဒီထက်ကောင်းတဲ့နေရာတွေကို2500နဲ့ဝယ်ကြည့်တယ်9000နဲ့ဝယ်ကြည့်တယ်ဒါတထေးတွေကြည့်နိုင်တယ်ဗျာသိတယ်မလားမြန်မာပြည်မှာလိုမျိုးဟိုရှိုးပွဲလက်မှတ်3000ကို3သိန်းရောင်းတယ်လို့မျိုးပဲဒီသဘောမျိုးနဲ့ကြည့်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဘာပြန်ရမှာလဲ အဲ့ဒီလက်မှတ်တိုးပေးလို့သိတယ်မလားအဲ့ဒီယုံကြည်မှုအခုအခု Manchester United လည်းတိုးတောင်းတယ် result တွေကျဆင်းနေတယ်အခုနောက်စကားပြန်ကောက်မယ်ဆိုတော့ Arsenal ကို Arsenal ပြိတ္တတွေသည်အများကြီးမျောလင့်ပြီးအများကြီးမဖြစ်အများကြီးခံစားရတယ်လူတိုင်းကတော့ champion ဖြစ်ချင်တာပဲဒါပေမဲ့အခုလှုပ်လို့ရတာအားပေးတာမှတပါအချားမရှိဘူးခင်ဗျအားပေးုံပဲလှုပ်လို့ရမယ်အတင်းကလည်းအခုလက်ရှိအနေအထားမှာ Premier League မှာနှစ်ဒါမိုင်းကုန်မယ် Champion League မှာတော့ maybe ဘာမှမဆိုဖြစ်နိုင်တယ်ဒါပေမဲ့ခင်ဗျတောင်းအမြင့်ကြီးကိုကြော်ရအောင်